ဖုန်းလိုက်ပြတ်တောက်ခံထားရတဲ့ရခိုင်ကလူမြောက်နေမြည်တချို့မှာအရက်သားတွေဟာ walkie talkie လို့ခေါ်တဲ့စကားပြောဆက်တွေကိုအခုနောက်ပိုင်းအသုံးပြလာနေပြီးအဲ့ဒီလိုသုံးဆွေးမှုဟာစစ်ကောင်စီရဲ့လေးချောင်းအန်ဒီကိုကြားရောက်နိုင်တယ်လို့သိရပါဗျ။ရခိုင်တပြည်လုံးနီးပါးမှာဖုန်းလိုင်းနဲ့အင်တာနက်လိုင်းဖြတ်တောက်ခံရရတဲ့အတွက်တရှုမြို့တွေနဲ့ကြီးရော်တွေမှာအရှင်းရှင်းဆက်သွယ်ပြောကြားနိုင်ဖို့အခုနောက်ပိုင်း အဲ့ဒီဆက်တွေကိုအရက်သားတွေကဝီယူသုံးဆွေးမှုရှိလာနေတယ်လို့ဒေတာခန့်တွေကပြောပါရယ်။အဲ့ဒီဆက်တွေထေကတချို့ဆက်တွေမှာဖုံးစင်ကက်မလို့ဖုံးပေမလို့ပဲသုံးမိုင်လောက်အကောအဝေးအတွင်းမှာဆက်တွေပြောကြလို့ရနိုင်တယ်လို့သုံးဆွေးသူတွေကပြောပါရယ်။အထိုင်ဆက်တက်ဆင်ထားရင်တော့အဲ့ဒီထက်မိုင်အကောအဝေးအများကြီးပြောလို့ရတယ်လို့လည်းဆိုကြပါရယ်။ဒါပေမဲ့အဲ့ဒီဆက်ကိုသုံးဆွေးခြင်းအပြင်သုံးဆွေးသူရဲ့တီနီယာတွေကိုစစ်ကောင်စီဘက်က ဂျူရူကနေတဆင်ခြေရခံရရှိနိုင်တယ်လို့အာရခတက်တိုအီအရာရှိတယောက်ကနရင်းစရာကိုပြောပါရယ်အဲ့ဒီနေမျိုးတွေမှာအရက်သားတွေကအခုလိုတုံးဆွေးနေတာကြောင့်စစ်ကောင်စီကစစ်ဖက်အရက်ဖက်ခွေးချမတိနိုင်ပြီးမထင်ရင်မထင်တလူလေချောင်းကနေဘုံကြီးတိုက်ခိုက်မှုတွေပြုလုပ်လာနိုင်တဲ့အတွက်အရက်သားတွေတုံးဆွေးမှုဟာအလွန်အန္တရာယ်ရှိတယ်လို့သူကဆက်ပြောပါရယ်အဲ့ဒီဆက်တွေကိုတော်လန်ရေးနေမျိုးတွေမှာတော်လန်ရေးတပ်ဖွဲ့ဝင်တွေကတုံးဆွေးတဲ့အခါမှာ စစ်ကောင်စီကတီနီယာကိုမသိနိုင်အောင်အတွက်နီးပညာအရပြန်လေပြုပြင်ပြီးတုံဆွေကြရရလို့သိရပါဗျ။အဲ့ဒီဆက်တွေကိုလက်ရှိမှာရခိုင်ကလူမြောက်နေမြေတွေနဲ့တော်လန်ရေးနေမြေတွေမှာတော်လန်ရေးတပ်ဖွဲ့တွေကအရာရှိတွေနဲ့တပ်ဖွဲ့ဝင်တွေကသာများသောအားဖြင့်တုံဆွေတက်ကြရလို့သိရပါဗျ။